မင်္ဂလာပါအထွန်းချန်နယ်လေးရနေပြီးတော့မိုင်းတိုင်းအမှတ်333မှန်ဆွဲစကြောင်းလူကိုဆက်လက်ပြီးတော့ဖျက်ပြသွားပါမယ်နော်။ဟာဘုံကနေတန်ကြီးနဲ့အတူကျမ်းပြန်ပေါ်လဲကျသွားသည့်ဒေသကြောင်ဖျားခန့်အရှိကနေစိတ်ဝင်စားရဲ့ကြည်နေကြရဲ့လူကြီးဟာအထိတ်တလန့်အဝဲကြတယ်။ဒေသရဲ့ခန္ဓာကိုယ်ကလုံးဝလှရှားမှုမရှိတော့ဘူး။အဲ့လိုငြိမ်သက်သွားတော့ဒေသကိုကြည့်ပြီးလူရဲ့ဥဆုံးမောင်မှာချင်းမကိုင်းမလက်မကိုင်းဖြစ်သွားတယ်။ဒေသကဝန်ပူးနေတော့ပြရာရောကသားကြီးပြောဆိုချက်အရာ ။ပြရလောကသားမယောက်နှစ်မိကလေးကပင်သူတပည့်တေဇာဟာအသက်ဆုံးကျင်သွားတယ်လို့သိရတယ်။ကိုတိုက်စောဒါဒါဆိုကျုပ်တပည့်ကအသက်အသက်မရှိဟာသွားပါပြီသွားပါပြီဗျာတုတ်တုတ်ဒုက္ခပါပဲ။စတောက်ဆိုင်ပိုင်ရှင်ကိုထိုက်စော်ရဲ့ပခုံးကိုကရင်ဒီရဲ့အဆိုးမောင်ကပြပြတလဲပြောလိုက်လေရာကိုထိုက်စော်မှလည်းစင်မကောင်းဟန်ပြေခေါင်းကုံသွားတယ် အဲ့နောက်ရီယဲအိုဆူမဟာဆရာကြီးဦးမြတ်ဟန်ကိုတလဲလက်ချနေတဲ့တေးစားကိုတလဲကြည့်ပြီးမျက်ရည်များကျဆင်းလာတော့တယ်။ကဲကြပါအောင်ဗျာကျွန်တော်တပည့်ကိုကဲပါအောင်ဆရာကြီးဆရာကြီးကဲပေးပါဗျာဒီယဲအိုဆူမကစိတ်ကစင်ကလေးအော်ဟင်ရင်လက်ချနေတော့တေးစားအနာပြေးသွားရင်ပြင်လိုက်တယ်။လောကီပညာရဲ့များနေပတ်သက်ပြီးဘာမှနားမလဲတော့သူတို့အတွက်ဆရာကြီးဦးမြတ်ဟန်သာလက်တော်အားကိုးစရာဖြစ်တယ်။ တို့တော့အောင်နေရင်မှလည်းဆရာဦးမြဟန်ရဲ့မျက်နှာကို သူကအားကိုးတကြီးလက်ကြည့်လိုက်တယ်။ဆရာကြီးရဲ့ဘေးနိုင်တင်ပြခွေထိုင်နေတော့ရွှေရည်ကျော်ကိုင်းဆရာတဦးကသူရဲ့အဆုံမကို လက်ကာကတိတ်တိတ်လေးနေရဲ့အချက်ပြလိုက်တယ်။ဘူးလေးမတော်နဲ့ဦး။သူဆရာရဲ့အချက်ပြမှုကိုတဘောပေါက်ပြီးကိုထိုင်စော်ကလူရဲ့အဆုံမရဲ့လက်ကိုလှမ်းဆွဲထားလိုက်တယ်။အဲ့နောက်ဆရာကြီးဦးမြဟန်နဲ့တပည့်များက ထိုင်နေရာမှာတေစာကိုစမ်းသပ်စစ်ဆေးကြတယ်။ ထူးထူးဆစ်ဆစ်ပြီးတဲ့အခါမှာဆရာဦးမြန်ဟာခေါင်းတစ်ချက်ငင်းပြလိုက်တယ်။အဲ့နောက်တပည့်နှစ်ဦးဖြစ်သောဂိုင်းဝန်ဆရာများကိုတင်ငိန်တော်လီတန်းဖြင့်ပြောလီတယ်။နှလုံးသွေးဖောက်ပြန်ပြီးစိတ်နှုံးချနေတဲ့အချိန်အယိုးအသာအတွေ့တကုတ်လုံးကိုဆုံစည်းသွားတာပဲ။ကြည့်ရတာဒီလူငယ်ကကန်နေနေတဲ့အချိန်မှာနန္နာဘွားနဲ့ထိတ်တိုက်စကားပြောခဲ့ပုံရတယ်။ဒါမျိုးကပေယောဂကုထုံဖြစ်စဉ်တွေမှာကြုံရကြုံခဲ့ဖြစ်ရမျိုးပဲ။ ဒီလိုအချိန်မှာအမောက်ကဟာသူ့ရဲ့စိတ်ကိုတိမ်မွေးအောင်လုပ်ပြီးကူးခေါ်သွားတာစောစောကစစ်ဆေးခဲ့တဲ့အမောက်ကဟာဒီသူငယ်ရဲ့ဝိညာဉ်ခွဲသွားတဲ့အချိန်ပိုက်ရှင်မရှိဘူးထင်ပြီးခန္ဓာကိုယ်ရဲ့ဝန်ကက်ခဲ့တာပဲဒိုင်မဲတစ်ခုကန်ကောင်းလာကဝိညာဉ်ရဲ့ကျိုးဟာကျန်ရတဲ့ရုပ်ကနေလုံးဝပြန်ထွက်မသွားသေးဘူးဒီတော့ရုပ်ကလေးရဲ့ညွတ်နေတဲ့ဈာနေရာလေးမှာ အသက်တည်နေရတယ်ဒါဟာအကတတ်တဲ့သဘောတရားပဲ ီလိုအရာကိုကြည့်ဖို့ဆိုတာမမျက်စိနဲ့မမြင်ရဘူး။ဉာဏ်မျက်စိနဲ့သာမြင်ရမယ်။မင်းတို့နေရာတိတိကျကျမှတ်ထားကြ။ဟုတ်ကဲ့ဖေကြီး။ဆရာဦးမျက်ဟန်ပြောလိုက်သည်အသက်ရှိနေသေးသည်ဟူသောစကားကြောင့်ဒီရဲကိုစုမောင်းရင်လည်းဝမ်းသာသွားလေ။ကိုထိုက်စော်ကိုလှည့်ကြည့်တော့သူ့ရဲ့မျက်နှာမှာလည်းဆရာဦးမျက်ဟန်ရဲ့စကားကြောင့်ပျော်လွှဲချက်တစ်ခုရပြီလို့သဘောထားပြီးတော့အပြုံးမျက်နှာလေးနဲ့တပ်ပလီသွားတယ်။ အဲ့နာကိုထိုင်းစုံဟာသူရဲ့အဆုံမဘက်တို့လှက်ကြည့်ကာခေါင်းညင်ပြလိုက်တယ်။ကဲအချိန်ရှိတော့ဒီသူငယ်ရဲ့နံကို ပြန်ခေါ်ရအောင်။သူ့ကိုပက်လက်လန်လိုက်။ဟုတ်ကဲ့။ဆရာကြီးဦးမြတ်ဟန်ရဲ့စကားဆုံးလိုက်။တပည့်နှုတ်ဟာမောက်လက်လဲကြနေတော့ဒေသားကိုပက်လက်လန်အနေထားမျိုးဖြစ်အောင်ပုံစံပြောင်းထားလိုက်တယ်။အဲ့နောက်ဆရာကြီးကတေဇာကိုမိနစ်ဝက်ခတ်မြမျက်မှောက်ကိုကြည့်နေတယ်။အဲ့လိုကြည့်နေရင်မှလည်းတေဇာဟာလက်ညှိုးထိုးက မတူလွန်းမကျဲလွန်းသောအတန်ဖြင့်စတင်ပြောတော်တယ်။ဘုန်းတော်အနန္ဒာကြီးမြတ်တော်မူသောဖျားငါးစုရဲ့တစ္ဆာကိုစောင့်တိယူတည်ကြသည့်အဖေဆရာကြီးမြတ်ရဲ့အမိတ်ဤအမိတ်အားကိုမိုင်နယ်ပိုင်းကျိုးပိုင်းစင်ပိုင်းမြင်းမိုင်တို့နာခံစီဤတငယ်ရဲ့အနံဝိညာဉ်နဲ့ဤတငယ်ကိုလှည့်ပြားခေါ်ဆောင်သွားတော့နန္ဒဘဝအကောင်အားငါဆရာရှေ့မှအခုချက်ချင်း ခေါ်ဆောင်လာခဲ့ခေါ်ဆောင်လာကြပါစေ 哦，罗，下季是感染什么病？而且看不好，木棉个有点越差了嘞，飘飘，都木棉不，木色包都加一等啊，数年多嘞，抽都木色棉那边，里面话在开那边，皮鞋江上啊，加差了来个咱们哈，李龙看转人也多了嘞，看转去那个 တကားဝအထိမ်မှာလှန့်ကြည့်နေသော စားတောက်ဆိုင်ဝန်ထမ်းအမျိုးသမီးငယ်များဟာရုတ်ရက်ပြောင်းလဲသွားသည့်ရာသီဥတုနှင့်ပတ်ဝန်းကျင်အခြေအနေကြောင့်ကြက်တိများထလာကြရဲအဲ့နောက်သူတို့ဟာတဦးကိုတဦးစုတ်ကင်လိုက်ကြတော့တယ်အဲ့နောက်မျက်နှာများမှာလည်းတိတ်ဆုပ်ဖြူဖြော်လျက်ရှိကြတယ်အင်းမိုးရံလေးတန်းများကြားကနေခတ်တူတူညင်ညူတဲ့တစ်ချက်ဖျားဆောင်အတွင်တိုးလျစွာပေါ်ထွက်လာတယ်အတန်ကတိစထံမှာထွက်ပေါ်လာခြင်းပဲဖြစ်တယ် ၎င်းတန်ကြာအခန့်အတွက်ရှိလူအလုံးတိတ်ဆောက်ကိုလှမ်းကြည့်လိုက်ကြတယ်။ဆိုင်ရာသူသူဘသူလဲ။တငယ်ရဲ့နံကိုခဏဘေးမှခေါ်ပြီးစောင့်ရှောက်ထားသူ့ကိုခေါ်သွားတဲ့နန္ဒာဘွားကောင်ရော။ဆရာကြီးဦးမြတ်ဟန်က အကောင့်ထဲမမြင်ရတော့ပဇုံတအုပ်နဲ့အချီကျစကားတွေပြောနေတယ်။သို့တို့ပြောနေချိန်မှာဆရာကြီးဦးမြတ်ဟန်ရဲ့မျက်လုံးများကကြင်မြောင်းသွားတယ်။အားလုံးကလည်းဆရာကြီးဦးမြတ်ဟန်ရဲ့မျက်နှာကိုမျက်တော်မခံစိုက်ကြည့်နေကြတယ်။ ပေဖြန့်အမေကျိန်ဝါတန်ဖြန့်ကနေလဝါတန်နဲ့အတူခလန်းလန်းမှာကြီးနေကြတယ်မိန်းကလေးငယ်တတိုင်းအထက်တလန်အော်ဟဲကြတယ်အဲ့နောက်သူတို့ကဗဇက်များကိုလက်ဖြင့်မြ мян ပိတ်လိုက်ရင် မျက်စိမျက်နှာပြတ်သွားကြတယ်ကိုထိုက်စော်ကအထုံမိန်းကလေးများအားဖျားခန်းရှိကလေးထွက်သွားရင်မျက်နှာရိပ်မျက်နှာကပြလိုက်တယ်လဝါဖြင့်ကြံခင်းကိုရိုက်သူကဆရာကြီးဦးမြတ်ဟန်ဆရာကြီးဦးမြတ်ဟန်ဟာကြံခင်းအားရိုက်နေရင်ကနေရရဆတ်ဆတ် ဒင်းကထပ်ပြေးသွားတယ်ပေါ့ဟုတ်လားဒီလောက်တောင်ရှိလာတာဟဲ့ငကားကလုံးဂုံမက်ရက်ခါမိပိုင်အချိန်ပိုင်းတွေအခုနားထောင်စမ်းထပ်ပြေးသွားတဲ့နနာဘွားကောင်ကို ခုချက်ချင်းဖမ်းငါရှိခေါ်လာခဲ့ချက်ချင်းခေါ်ခဲ့ခေါ်ရလမ်းတစ်ချောင်းလုံးကျိုးပိုင်ကနောက်လက်နောက်ပြန်ကျိုးနေတော့ကျိန်ပိုင်ကကျိန်နေရမိပိုင်ကမိစာနဲ့ထိုးခဲ့လုံးဝမတက်ညာနဲ့အဲ့လိုအမေပေးပြီ နောက်ထပ်တစ်ကြိမ်ကြံငင်းအားဖြန့်ကလေးမြအောင်လက်ဖွားဖြင့်ရိုက်ချလိုက်တယ်။အာဆရာဦးမြတ်ဟန်ရဲ့လက်ဖွားတံပင်မဆုံးသေးအလက်လန်းနေသောသေစားထံမှကျဲလောင်သောအတန်နဲ့ကြီးတစ်ခုဆူဆူဝါဝါထွက်ပေါ်လာတယ်။အူအူအူထိုတံကြီးထွက်လာသည့်နေ့တစ်ပိုင်းနဲ့135မိုင်ပတ်ဝန်းကျင်၌လေခွေးဟောင်တံများထုကဲစွာစူညံပွက်လောရိုက်သွားတယ်။အော်ဦးမြတ်ကလည်းမနာတမ်းရွာနေတယ် အခန်းတွင်း၌လူများမှလည်းအသက်ပင်မရှူလေလောက်အောင်သိစိတ်နေတတ်နေတယ်။အဟိအဟိအဟိပြင်းထန်တော်လဝါရိုက်တန်နဲ့မသိမရင်းပါပင်ပက်လက်လန်းနေသည့်ဒေသထံမှငင်ကောင်းတန်ကြီးဖြင့်ညီသွားတန်တချို့ဇက်တိုက်ထွက်လာတယ်။ရောက်လာပြီလား။ဟိဟင်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 ဆရာကြီးဦးမြတ်ဟန်ကအခြေအနေကိုတစ်ချက်သုံးသပ်ပြီးမျက်မှောက်တစ်ချက်ကုတ်လိုက်တယ်။ဆရာရီရောက်လာပြီဆိုသူ့ကိုထိုင်ခိုင်းလိုက်။ဆရာကြီးဦးမြတ်ဟန်ရဲ့စကားအဆို တေဇာရဲ့ခန္ဓာကိုယ်မှာလူတစ်ယောက်ကထူမပေးလိုက်တဲ့အတိုင်းကြောဘက်ကလည်းတဖြည်းဖြည်းချင်းကြော့တက်လာတယ်။အဟိဟေးစင်ပိုင်းဒင်းရဲ့ချင်းတဲ့ဘက်စလုံးကိုနင်းထားဘလူးအုပ်ကကြောကနေတွန်းထားအေးဟုတ်တယ်ကြောကနေတွန်းနန်းနောက်ပြန်ချုပ်တာ လက်ကိုနောက်ပြန်ချုပ်ဆရာဦးမြတ်ဟန်ရဲ့အမိန့်တန်နဲ့တေဇာတေဇာရဲ့အနည်းပြွက်ကဲတူ ချင်းချင်းစွာလှူရှားနေတော့ဒေဇာရဲ့ခန္ဓာကိုယ်လှူရှားမှုပြောင်းလဲမှုများကိုအခန်းထဲရှိလူအလုံးရေတထိတ်တိတ်ပြီးစောင့်ကြည့်နေကြတယ်။အင်းရပြီ။ဆရာတွေလက်နောက်ပြန်ချုပ်ထားတာကလွယ်ပြီးကျန်တာတွေဖြည့်ပေးလိုက်ကြ။အခန်းတွင်အလုံးစိတ်စိတ်သွားတယ်။မိုးများကလည်းခဏမြဆဲသွားတယ်။အခန်းတွင်ဝိတိုင်နေသောလေကရုတ်ရက်ငြိမ့်သက်သွားတယ်။ဘာတူလဲ။ဘာကြောင့်ဒီလိုလှုပ်တာလဲ။အသက်ရှူတန်ကလွယ်ပြီ ိုးပရစ်ကောင်လေးများရဲ့အတန်တွင်မကြားရသောဖျားကန်အတွင်မိုးကျုပ်ကဲ့သို့ထဲဝါသောဆရာကြီးဦးမြကျန်ရဲ့အတန်ကလေးနက်စွာဇက်တိုက်ထွက်ပေါ်လာတယ်တို့တော့တေစားကမဖြစ်ဘူးခေါင်းငိုက်ဆိုင်အနေထားဖြင့်ခြေတော်ဆင်းကနေတယ်သူခန္ဓာကိုယ်ကတစ်ချက်တစ်ချက်တုံနေမြဲမိလာမဖြစ်ဘူးလားနားပင်းနေလားတေစားကခက်လေးလေးပင်ခေါင်းကပြတယ်ဒါဆိုဖြည့်လေးဘာလဲမဖြည့်ချင်ဘူးလားဟိတ်စင်ပိုင ဒစ်ဂျီတာကိုစင်ပြောင်ဆယ်စည်းအားနဲ့နင်းစမ်းအာနင်းထားစမ်းမင်းနေတာကိုမဖြေဘူးနင်းအာအင်းဖြေဖြေမဲ့အဲ့ခါမှာတေစာအောင်ပူဝနေတော့တရေကောင်ဟာမခံမရနိုင်ဖြစ်နေတော့မျက်နာပြင်စူးစူးဝါးဝါအော်ဟဲ့ရင်ဘလုံးမထွေးပြန်ပြောတယ်အေးပျော်စမ်းမညာနဲ့ဘသူလဲဘဲကလည်းပညာတယ်လားဆရာရှိလားကျုပ်ကျုပ်ကျုပ်ဖိုးဆောင်ပါအာ မင်းမနဲ့နာနာလှပြီစမိုင်ခဏရက်ထားဟဲ့မောင်ကမင်းအောင်လန်းလားဆရာရှိလားခိုင်းစေသူရှိသလားမရှိပါဘူးအဟိဟိတေစာကိုဝန်ပူးနေတော့တဲ့ကောင်ကညီကောင်းတန်ကြီးနဲ့ပြန်ဖြေလိုက်တယ်ဆရာဦးမြတ်ဟန်ကခေါင်းကျိန်လျက်ဒါဆိုဘာလို့လောက်တာလဲဘာလို့ကျင်လို့လဲသူသူ့ဒုက္ခမပေးပါဘူးမညာနဲ့မညာနဲ့ငါ့ကိုမမှန်ပြောစမ်းမှန်တာပြောနေတာပါမညာဝတ်ပါဘူးကျုပ်ကကောင်းမောက်ပြီးခေါင်းပြက်တည်ခဲ့ အစိမ့်တင်တယောက်ပါနမီကကိုးဆောင်လို့ခေါ်ပါတယ်ဟုတ်ပြီဆက်ပြောကျုပ်တေဂာနီခီးထလာလို့စိတ်ဆွဲလန်းခဲ့တာပါတေဆုံးဖြစ်တာတောင်အချိန်ကြတာနဲ့စတင်ထွက်ခွာရကနေအချိန်ကြတိုင်းမချစ်မလွတ်သွားလာနေသူတူပါသူ့ကိုလည်းကျုပ်ခရီးတစ်ထောင်နားရနေရမှာတွေ့ခဲ့တာပါ သူကအဲ့ဒီအချိန်အမေသားဟဲစားထားလို့အနက်ရပြီးကျုပ်လည်းစားချင်သေးပေါ်လာတာပါဒါကြောင့်သူ့ထံကနေစားရဝင်ဘူးကိုကြံစီခဲ့တာပါ ဒါပေမဲ့ကျုပ်သူ့ကိုမမှုဖို့ချက်ချင်းမအောင်မြင်ခဲ့ပါဘူးသူတူလေထဲမှာရဟန်းလိုကြောကြားတယ်ကိုလုံးဆရာတော်ရဲ့ပုံသူရှိနေတယ်ဒါကြောင့်ကျုပ်ရဲ့အကြံမအောင်မြင်ပဲလက်လျှော့ခဲ့ရတာနောက်တော့ကျုပ်လည်းဗိုက်စာတာကြောင့်ဒေါရဖြစ်ဖြစ်နေသူ့နားကပ်ပြီးသူတယောက်ပဲမြင်အောင်အစွဲပြလှည့်စားခဲ့ပါတယ်အဲ့လိုလှည့်စားနေချိန်မှာပဲကျုပ်ရဲ့အချိန်စီလိုထွက်ဆက်ထွက်ခါနီးသူ့ကိုပါတခါရဲကျုပ်ကားနဲ့ကျုပ်ကားမှောက်တိတ်ဆုံးခဲ့တဲ့နေရာတိ ခေါ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူလည်းကြုတ်ကားနဲ့မလိုက်ရမှဆိုပြီးစိတ်တွေလှုပ်ရှားနေပါတယ်။အဲ့ချိန်ကသူ့စိတ်ကိုခွာဖို့အကောင်းဆုံးချိန်မို့သူ့ဝိညာဉ်ကိုကြုတ်နေသူခေါ်သွားတာပါ။တေဇာအားဝန်စည်းနေသည့်တရေကောင်ရဲ့ဖြေချချက်အဆုံးမှာတော့ဆရာကြီးဥမြဟန်ဟာတဘောပေါက်သွားဟန်ပြင်ခေါင်းငိန်လိုက်တယ်။အဲ့နောက်ဘဲချိန်ဘဲနေရမှာဝုန်ညခွာခဲ့တဲ့လေကျုံစက်ထွက်ခါနီးကပခင်နာက အမောင်ရိတ်ထဲမှာပါ ဘလို့ခွာတလဲသူကားပေါ်တက်ခါနေသူ့ကိုစိတ်လုံရှားမှုဖြစ်အောင်လုပ်ပါတယ်ပြီးတော့ကားပေါ်တက်ဖို့လုံချိန်လဲချသွားပါတယ်အဲ့ဒီချိန်မှာ ခေါ်သွားတဲ့ချိန်မှာလဲတခြားသောကျုပ်ကိုမမြင်အပ်တဲ့လောကသားတွေရဲ့ယံကနေသူ့ကိုလွတ်အောင်ကျုပ်အစွမ်းနဲ့ဖုံးကွယ်ထားခဲ့ပါတယ်ခိုးဆောင်ခိုးဆောင်ငမိုက်သားအတိတ်ဘဝကဝကြေးတွေကြောင့်ဒီဘဝမှာသူတစ်ပါးတည်တယ်လို့မတည်ရပဲအသေးဆုံးနဲ့တည်ခဲ့ရပြီ ဒါကြောင့်သူများအပေါ်ဒုက္ခပေးချင်နေသေးတယ်။ဟုတ်ကဲ့။ကျုံမားပါတယ်။ကျုပ်ကိုကူညီပါ။ကျုံမိသားစုကိုဆက်တွယ်ပေးပါ။ကျုံဒီဘွားစိုးစီမှာမနေချင်တော့ပါဘူး။ကျုံမိသားစုက ရန်ကုန်လှိုင်းသာယာမြို့နယ်မှာနေပါတယ်။ကျုံမိမနာမည်ကအေးအေးဝန်းမှာ။ကျုပ်တို့ကံပွန်းဆိုတဲ့နာမည်နဲ့ကုံစုံဆိုင်ကြီးဖွင့်ထားပါတယ်။သူ့ကိုဆက်တွယ်ပေးပါ။ကျုံပင်ပန်းနေပြီ။ဈေးကောင်ကဆရာကြီးကတောင်းပန်၍သူ့ကိုကျွတ်လွတ်စေရန်အကူအညီတောင်းနေတယ်။ ဘေးနားရှိလူများကလည်းတရဲကောင်ရဲ့အဖြစ်ဆိုးနဲ့အခုလိုကံကြီးမှုကိုအံ့ဩနေကြတယ်။အဲဒီကဆရာကြီးဦးညဟန်ကတောင်းပြီးမောင်ဖိုးစာမနေ့ကမနေ့မိုးလင်းတာနဲ့ဂျီနီယာမှာပဲတန်ဃာတော်တွေကိုပစ်ဖိတ်လို့မောင်ဖိုးစာအတွက်အမြတမ်းဝင်ပြီးမယ်မောင်ဖိုးဆောင်လာခဲ့ပါမောင်ဖိုးဆောင်ရဲ့မိဘစုကိုလည်းဆက်တယ်ပေးပါမယ်ဟုတ်ကဲ့ကဲဆရာတိလိုတာအကုန်မေးပြီမို့မောင်ဖိုးဆောင်ပြန်ထွက်လို့ရပြီ ကျန်ထွက်တာနဲ့ဒီတငယ်ရဲ့ခန္ဓာကိုယ်ကမဟုတ်ဆောင်ကြောင်းရရှိတဲ့ဒဏ်ရာတွေကိုတခါတည်းယူသွားပါဟုတ်ကဲ့အဲ့နောက်ဆရာကြီးဦးမြတ်ဟာတေဇာရဲ့ခန္ဓာကိုယ်အတွင်းဝင်စင်းနေသည့်ဖိုးဆောင်အားပြန်လွှင့်ပေးရန်ဆိုင်ရာများကိုအမိန်ပေးလိုက်တော်တယ်တဆက်တည်းဆိုသလိုဆရာကြီးဦးမြတ်ဟန်ဟာဆိုင်ရာများအားတေဇာရဲ့လုံနံကိုပြန်လည်ပုကတ်ပေးရန် အမိန်ပေးလိုက်တယ်ထိုမိတ်တန်ဆုံးသည့်ညီတစ်ပြိုင်နဲ့ခြေစင်းထိုင်နေသောတေဇာရဲ့ခန္ဓာကိုယ်ဟာတောင်းတကြီးဖြစ်ရာကနေ ကြောက်ခွေပြီးရောမြေပေါ်ကိုလဲချသွားတယ်။မျက်နှာသူလာစံတော်ရင်မုံမှုမများကြောင့်တေဇမျက်လုံးများခွတ်ကြည့်လိုက်တယ်။မျက်လုံးများဖုံဖုံကျင်းမှာပင်ဝင်ရောက်လာသောဆူးဆူးရှာရှာမိရလေးအောင်ကြောင့်သူ့မျက်လုံးကိုချက်ချင်းပြန်မိလိုက်ရတယ်။မိလုံးကမိချောင်းချောင်းစူးနေပုံရတယ်။သူနဲ့တက်တဲ့ကမိချောင်းတွေကိုပိတ်ပေးလိုက်ပါလား။အတန်နဲ့အတူချဟူသောမိခလုတ်တန်တစ်ခုနားထဲကခတ်တိုးချလိုက်ရပြန်တယ်။အဲ့နောက်သူဟာမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တယ်။ နေကျင်နေတော့အခန်းကျယ်ကြီးတစ်ခု သူဘဲရောက်နေလဲချက်ချင်းစဉ်းစားလို့မရခေါင်းနဲ့မူးနောက်လာတယ်မျိုးလုံးစုံအားပြန့်မဲ့၍ဖြစ်ဖြစ်ချင်းစဉ်းစားတော့မှစောစောကအဖြစ်ပြက်တွေကိုရေးတည်တည်ကြက်မက်မိလာတယ်သူတို့စီးလာတော့ကားလေးလမ်းဘေးထိုးကျသွားခဲ့တာကိုသတိရလာတယ်ဒီလိုဆို သူကားမောက်ခဲ့တာပေါ့ဒီခန်းကဆေးရုံလားအထက်တလန်မြေခန္ဓာကိုအားဆန့်ကြည့်လိုက်တယ်မိတိတန်ရမှာမရှိဘူးပြီးတော့နားကျင်မှုလည်းမရှိဘူး ခွန်လူရောအဲအဲ့ဒီလူတဲ့ရဲ့သူသူလူရဲ့ခေါင်းပြဲသူ့ပေါ်ကြလာသည်ကိုပြန်မှတ်မိလာတယ်ကြက်သည်များထလာတယ်အဲ့နာရုတ်တရက်ထိုင်းထလိုက်ရာသူ့ဘေးနားမှာလူတချို့ရက်နေတာကိုတွေ့လိုက်ရတယ်ရုတ်တရက်မို့မျက်လုံးတွေဝါးနေတယ်ဘသူတွေမှပုံဖော်လို့မရသေးပါဘူးဖြစ်ဖြစ်ထာကြီးလေးရှားမှုနေကြအတန်ဖြစ်ဝမ်းသာအာရပြောလိုက်သောစကားကြောင့်ထိုသူကိုဆူဆူဆိုက်ဆိုင်ငန့်ကြည့်လိုက်ရာသူရဲ့ကိုစိုးမောင်ဖြစ်နေတယ် သူရဲ့ကိုစမကိုမြင်တော့မှသူလဲဟိုလေကဲပါအောင်ဗျာခေါင်းဖြက်တဲ့တဲ့ဟောကြောက်စရာကြီးဗျာကျွန်တော်ကိုကဲပါအောင်တဲ့တဲ့တဲ့ချောက်ခံရလို့အဲ့လိုတုံတုံရင်ဖြင့်ပြောလိုက်တယ်အဲ့ခါမှာသူရဲ့ကိုစမကဘေးနိုင်ရဲ့နေတည်အမျိုးသားကြီးတဦးကရေတံပူတဲ့ကနေရေနှဲငယ်ကိုဈေးခွက်ထဲထည့်ပြီးတော့သူ့ဟာပေးလိုက်တယ်မပူနဲ့လူတွေဘာမှမစိုးရိမ်နဲ့တော့ယော့ယော့ပြည့်ရီတောက်လိုက်သူလေထိုမျိုးသားကြီးပြီးတော့ပြည့်ရီကို အလင်းစလိုယူပြီးတော့ချက်ချင်းဆုတ်တလို့မောတောက်လိုက်တယ်။ပြေးကိုတောက်ပြီးနောက်အခန်းထဲရှိလူတွေကိုတိတိကျကျလိုက်ကြည့်မိလိုက်တယ်။ဇလန်လေးကတော့တပါပဲရှင်။အဆုံးထိနားထောင်ပြီးလို့ကျေးဇူးများရည်တင်ပါတယ်နော်။